အားလုံးမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးရတော့1956ခုနှစ်ဇူလိုင်လထောက်သွေးတောင်မဂ္ဂဇင်းမှာပါရှိတဲ့တိုင်းဆရာကြီးစင်ဖြူကျူအောင်သိန်းရေးသားထားတဲ့ဘဝကို ဖွင့်ဆိုမှာဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်ကျမကတော့စာဖတ်သူမင်းနည်းဆက်ဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးပါအောင်ရှင်ဘဝကိုဖွင့်ဆိုမှာအခန့်တဲ့ လက်တွဲမှာနှမ်းစေကလေးများသည် လက်ကိုလွှဲရမ်းလိုက်တိုင်းသာလက်ကွာချားမှနေပြီးဖြောကနေဖြောကနေထွက်ကြကောင်းလေသည်ထွန်ရည်ဖြင့်မွားနေသောစိမ့်ရင်ရောင်ထွန်ကျစ်စာများမှဖြတ်တန်းသွားသည့်ထွန်ကြောင်းနောက်၌တပွားပွားထကြံခဲ့၏ဇေယခေါင်းပြူခေါင်းညိုကလေးများသည်ထွန်ကြောင်းနောက်ဝယ်ဒစီစီတကြကြဖြင့်အော်မြီဆူညံကြရင်းပိုးကောင်ကလေးများကိုကောက်စားနေကြသည် အချို့မှမူဘာညိန်ဤလက်မှကျဲပဲ့တွန်းထုတ်လိုက်သောနှင်းစီကလေးများကို လိုက်လံကောက်ယူနေကြ၏ဘာညိန်ကသူညံအောင်ဟစ်နေသောဇရဲများကိုကြည့်ကတက်ခေါက်လိုက်ပြီးစူလဲဆိုနိုင်ပါပဲကွာအေးအေးစစ်စစ်များစားပါတော့ပါတော့လားပြီးတော့ရန်ကဖြစ်လိုက်ရသည်ဘာညိန်ဤရှေ့တွင်ဇရဲဖော်နေဇရဲမသည် အလိုမကျစရာ တွေ့ကြရောထင်ရင်ဇရဲဖော်သည် မြေပြင်ပေါ်တွင်ပက်လက်လှမ်းနေသောတရမကြီးအတောင်ကို ခြေဖြင့်နင်းမိထားကခေါင်းလက်ပင်စသည်များကိုထိုးဆဲရင်းအော်မီနေခိုက်တွင်တရမကလည်းအလျှော့မပေးပင်ပြန်လည်ရက်တွေ့နေသည်မှာအခြားစီရများဤအတန်ကိုပင်ကဲမိုးလျက်လက်တော်တစ်ခုလုံးတွင်ကြွကြွညံနေလေတော်သည်ဇေယတတော်တော်နှံ့တဖြောဖြောနှဲကျဲချိန်၌ တရက်ကိုရှောင်၍မလွတ်နိုင်ပါဘူး။ဘာငင်းကရှေ့မှကျဲသွားသည်ကို ကိုစေရွကထွန်ကြောင်းဖြင့်လိုက်လံဖို့အုပ်ပေးသည်။ဇေယျမြန်းမှာထွန်ရောက်လာလျင်ဘေးသို့ရှဲသွားကြပြီးထွန်လွန်သွားလျင်ပြန်လဲဆူယုံမြင်ဆူယုံကနှဲစီကလေးများကိုကောက်ယူကြပြန်၏။အဖေမောရင်ကြုံမောင်းမယ်လေ။ဘာငင်းကလက်တစ်ခွက်ကိုအကျဲအပီးတွင် တိုက်တန်းကိုရင်ဝဲပိုက်ကသတင်းပေါ်တွင်ရက်ပြီးကိုစီယိုးကိုလှန်ပြောလိုက်ရနေပါစေကွာမမောပါဘူးမမောပါဘူးဟုသာဆိုတော်လဲကိုစီယိုးဤအတန်ကတုံနေ၏ပါဇက်မှလည်းဟပြဲနေလေပြီအဖေပါဇက်ကပြောတော့တာမမောဘူးဆိုတယ်လူကတော့ဟော့ဟဲလိုက်နေပါပေါ့လားကိုစီယိုးကလှိုင်မောသောဝမ်းကောင်းတဲ့ကြီးဖြင့်ဒီမောရောင်ပြုကထွန်ချောင်းကို နောက်တစ်ဆက်အတွေ့အသက်ဆိုင်ရန်ကတင်းတောင်းမှတွန့်ကွေးလိုက်လေ၏ကဲနားပါအဖေရာဘာငိမ့်ကကတင်းပေါ်မှဆင်းလာပြီးတဘိုးတုံးကိုတော်ထားလိုက်ရာဒီတစ်ဆက်အုပ်ပြီးမှနားမယ်လူလေးရာဖဲဆမ်းမအောင်ဒါဖြင့်ကြုံမောင်းမယ်နေပါစေကွာအေးအေးထိုင်နေစမ်းပါဘာငိမ့်ကပြောမရတော့သဖြင့်ပောက်ပင်ရိတ်သို့ရွှေ့ပြောင်းသွားပြီး နှဲတောင်းကိုခမောက်နှင့်အုပ်ထားကညောင်ပေါအီတောင်းဘက်ဘီသို့တင်သွားလေသည်ကိုစေယိုပြောတော့ဒီတစ်ဆက်အုပ်ပြီးမှဆိုသောစကားမှာအုပ်သည်ဆိုခြင်းမှာထွန်ရဲတဲ့တွင်ကျဲထားပြီးသားနှဲစီများကိုတရက်သာခိုဂျိုးစတော့ခြင်းငယ်များ ကောက်ယူမစားစေနိုင်ရနှင့်မြေပေါ်တွင်တင်နေပါကအစိုးတတ်နှင့်ဝေးကွာပြီးနှဲစီများ အလဟက်တဲ့ဖြစ်မကုန်စေရန်အတွက်နှဲစီများကိုထုံရေးဖြင့်လိုက်လံဖို့ပေးခြင်းဖြစ်ပေ၏ရင်းတို့အုပ်ပေးရ၌သုံးသွားထော်ဖြင့်အုပ်ပေးခြင်းမှာအစိုးလဲတိမ်မမြဲလှသလိုရုတ်တရက်ခြောက်သွားမှာမစိုးရပေထွန်သွားလုံးဝမပါပေတုံးရိုက်သောအုံနီးမှာကအစိုးမြဲ၏တို့ရတွင် မိုးဝေးချိန်တွင် ကောင်းသလမိုးနီးသောကာလမှာမူအစိုးလိုက်ပြီး နှမ်းစေတွင်ပုပ်ကုန်တတ်ပေသည်။ထို့ကြောင့်လည်းအများအပြည့်သုံးသွားနှင့်အောက်ကြခြင်းဖြစ်ပေ၏။အခန်းနှင့်ပောက်ပင်ရိပ်မှမြောင်းပေါင်ဤတောင်ပဲရှိလက်ွက်ထဲသို့ဆင်းလာမိလျင်ပင်ဗာငယ်ဤနားထဲသို့တတောက်တောက်နှင့်ဓာတံများကိုကြားလိုက်ရသည်။အတန်မှာတစ်ပင်ကိုခုန်နေသောအတန်ဖြစ်သည့်ပြင်ဓာတံကိုနားထောင်ခြင်းအပြင်ဓာစာကိုကြည်ကြဲမထားပင် ခုန်နေမဲတိတာနေ၏ဓာတန်လာရာသို့နှမ်းမြော်ကြည့်လိုက်သောအခါ၌ညောင်ခိုင်းတစ်ခုကိုလှန်ဆွဲပြီးခုတ်ထစ်နေသည့်လုံမငယ်တစ်ယောက်ကိုတွေ့ရသည်လက်ခွင်းထဲသို့လှဲကြည့်လိုက်သောအခါမှမူနွားတစ်ရှိနှင့်တဖားဖားထုံနေသော လူတစ်ယောက်ကိုမြင်ရ၏အဝေးမှသာ ပြားပတ်ခတ်သလိုရှုပ်ရှက်ခတ်နေသော လူများကို ကြဲ့ပြတ်သော လက်ခွင်းကြီးထဲ၌မှုံရည်ရည်မြင်နိုင်ပေသည် ငွေကြီးအိုးအမေညောင်ကိုင်းကိုသာတက်တက်မမဲနဲ့ခြေပြားထောက်ပြီးလှမ်းခုံနေခိုက်တွင် အမတ်မဲခေါ်လိုက်တော့ကြငွေကြီးမှလက်ပြီးအော်လိုက်မိ၏လက်လိုက်တာဘာညင်းရာဟင်းဘာညင်းကမပွေမလဲနဲ့ရီယာကခြေတို့တိုးသွားပြီမမဘူးလားငွေကြီးနားပါအောင်လားဟုတ်ပြောလိုက်ရငွေကြီးကမောရိုင်းတာနားရရင်ငှက်သေးမှာပဲဟိ ဟူ၍ပြန်ပြောလိုက်သည်။ကဲပေးပေးနေ့ကြည်ရတာမတက်တာလိုက်တာငွေကြီးရာငါခုတ်ပေးပါမယ်။ဘာညင်က ပြောပြောဆိုဆိုနဲ့ငွေကြီးဤလက်တွေမှာဓာတ်ကိုဆွဲယူလိုက်၏။တရင်ကပတ်ဟန်အဖျင်လက်ဖြားချင်းခတ်မိသွားရာဘာညင်ဤရင်ထဲ၌တင့်ကနေခါသွားရသည်နီးတူငွေကြီးဤမျက်နှာကလေးမှာချက်သွေးများတရှင်ရှင်တက်သွားလေ၏။ငွေကြီးကသူမ၏မျက်နှာနှင့် တထွားကန်အဝဲတွင်တည်ရှိသောဘာငင်း၏ရင်အုပ်ကျဲကြီးကို မထေမမတ်နှင့်တည်နေမိ၏မျက်လုံးကအတိတ်ပဲမဲ့သောအကြည့်ကိုစောင့်နေတော်လဲဂျင်းင်းမှမူလိုက်ထန်သော အနဝါနှင့်အတွေးရအစင်းစားရကြက်ချင်းများကမုံတိုင်းချေလျက်ရှိနေသည်ငွေကြီးကကောတရားမြတ်အတွေးတွင်ဘာငင်းပါကိုပြောတော်မူဆိုသည်ကိုသိ၏လုံခဲ့သောတကြံတွင်းကငွေကြီးတို့၏ပရေပိုက်တန်းရွာသို့ ဘာညင်းကတငယ်ချင်းတတိုက်နှင့်ရောက်ရှိလာကတလင်းတဲသို့ငွေရီကောက်ရိုးနှုတ်ရန်အသွားတွင် လိုက်လံပြီးမြစ်တာမျှဖို့တောင်းမှခဲ့ဖို့တော်လေဘာညင်းမှာငွေရီထံမှ တိကျသောအဖြေကိုမရခင်ယခုမှပြန်လဲတွေ့ဆုံရပါပြီသူဘာမေးတော်မည်ဆိုသည်ကိုသိထားရသောကြောင့်ငွေရီမှာတရွေးနေသလိုကျင်းကျက်သလိုဖြစ်နေရတော်သည်ငွေရီမှာ ဖြည့်စရာရှာမတွေ့တိုင်း နောက်ရှက်ပြုတ်မဲ့သူကို ရှာမိ၏တို့တော်လဲအရဲ့အရာတော်မြမမြင်ရဟိုတခေါ်လောက်မှာတော့အဖေရှိပါသည် သူကလည်းသိမည်မဟုတ် သူနွားနှကနှင့်သာ သူတဟင်းဟင်းတဟင်းဟင်းရောက်နေရင်သာမကဘာငင်းကိုမြင်တော့ကြောင့်လဲဘာမြတန်တရဖြစ်မည်မဟုတ်တော့ကြောင့်အလုတ်ပြက်ခံပြီးရောက်လာလိမ့်မည်မဟုတ်ငွေကြီးအတွေ့ရကြံအဖေရခက်နေစင်မှာပင်ဘာငင်းက ငွေကြီးဤခုတ်လက်စာညောင်းခိုင်းကိုခက်ဆက်ဆက်ကလေးခုတ်ချလိုက်ရာတစ်ချက်ထဲနဲ့ပြတ်သွားလေသည်။ကဲ။ဘာညင်ကဓာတ်ကိုလက်တစ်ဖက်မှကင်ပြီးညောင်းပင်ကိုခက်နွံ့ွယ်မိတွဲကစကားဆက်လိုက်သည်နှင့်တပြိုင်နက်ငွေကြီးမှဂျင်းတဲမှ ဖို့သွားရ၏။ညလုံးကလေးဝိုင်းဝိုင်းလဲသွားအောင်ကစားရင်တစ်ချက်သာမော့ကြည့်ပြီးပြန်ငုပ်ထားမိ၏။ကဲငွေကြီး ။ကြံရင်းတော့ငါပြောထားတာကိုမေ့သွားပလား။မမေ့သေးရင်လည်းအဖြစ်ပေးပါတော့ဟာ။ငွေကြီးကဘာမှအဖြစ်မပေးတဲ့။ခေါင်းကိုအတန်ငေါပြီးလက်နှစ်ဖက်ကိုပုတ်ချင်နေမိသည်။ငွေကြီးငွေကြီးနေဒီလိုပဲငါ့ကိုနှိမ့်ဆက်တော့မှလာရင်။ဘာညင်ကမမျိုးနိုင်မသိနိုင်ဘလုံးပထွေးနဲ့ထက်စင်လောလိုက်တော်လဲ။ငွေကြီးမှာချဲ့လျှော်တော်မျက်နှာဖြင့်လက်ချောင်းကလေးများကိုသာမဲ့ပြီးချိုးနေ၏။ ဘာငိမ့်မှာငွေကြီးဤ၂၀ဆန်ဆန်မှာမေးပြသူစီစဉ်သွားသောချွေးစည်းချောင်းကလေးကိုငင်းငယ်ကြည်နီယာကမေးပြမှသည်ငွေကြီးဤတစ်ကိုယ်လုံးကိုတိမ်ကြုံကြည့်မိ၏ကြော်ရှင်သောလက်ရန်ကလေးမှာချွေးစုံနေကခက်ရက်တင်းရင်နေသောပင်နီအင်ကြီးကကိုခန္ဓာဤကြက်လက်ပြပြခြင်းကို ဖော်ပြနေပေသည် ဖြင်းချမ်းလုံးကြီးမှာချွေးဖြင့်ရွှဲနေသောကြောင့်ကန့်နေပြန်ရာဘာငိမ့်မှာ ူမျက်စိအောက်မှမြင်ကွင်းအတွေ့အသက်ရှူမှားလာရတော့၏ပြောပါတော့ငွေရယ်မချစ်ဘူးလိုက်ငွေရီကပါဇက်ကိုကြိုးစားပြီးလှုပ်ကြည့်၏ပါဇက်ကဖွင့်မရချင်းဒီခိုက်မှာပင်သူမ၏လက်ဖျားကလေးကိုယူရစွာကင်တွယ်လိုက်ခြင်းခံရတော့ကြောင်းမျက်နှာမထတဲ့အောင်ထုတ်ပူသွားရကအိုးလွတ်ပါ အဖေမြင်သွားပါလိမ့်မယ်ဟိုတုံရီ၆ကတ်သောအသက်ဖြင့် မနှဲညှစ်ထောက်ပြီးပြောလိုက်ရပြောရင်လွှတ်မယ်ဟာ ပြောပါငွေကြီးရချစ်တယ်လိုက်ငွေကြီးကမလုံမချစ်ဘူးလိုက်ဘာကိုမျှမဖြစ်တလူးလူးတလုံးလုံးနှစ်သာရုံးကန်နေတော့ကြမချစ်မရဖြစ်လာရကဓာတ်ကိုလွှတ်ချပြီးပခုံးကလေးကိုလှမ်းကန်လိုက်စင်ပါပြီလူလေးရေဟေးလူလေးမြင်မြလာပါဟဓာတ်ယူခဲ့ပါဟဟိုတော့ကိုစေးယူဤ မရှုနဲ့မရှိုက်နိုင် အော်လိုက်တန်နဲ့အတူနွားတကောင်ဤတေကောင်ပေါင်းလဲအော်တန်မျိုးကိုပါရောနှောကြလိုက်ရသောကြောင့်ဗိုင်းကြီးမှာကျင်းတဲတွင်ဒိန်ကနေဖြစ်သွား၏မျက်လုံးကပါဝိုင်းသွားရပြီးညောင်းပောင်ပေါ်သို့ပြည့်တက်ခါပောက်ပင်ကြီးမှာသို့ခုန်ဆင်းသွားသည့်တွင်ချင်းမကိုင်းမိလက်မကိုင်းမိနှင့်တဘောတော်စီပြေးလိုက်ထော်တော်စီသို့ပြန်ပြေးလာလိုက်ဖြစ်နေသော ကိုစေးရုပ်ကိုမြင်ရသည် ဒါနဲ့အတူထော်ဒန်နှစ်ခုကြားသို့ခြေနှချောင်းလုံးပြုတ်ဝင်ကာတောင်းလုံးလဲပြီးငဲတဲ့ပါအောင်အော်နေသောအတိုင်ဘက်ကကြောက်နေကိုပါမြားသဖြင့်ခြေတို့ပြေးသွားပြီးထော်ဒန်နှစ်ခုကိုဖမ်းတုပ်ထားသည့်နေရာမှကြောချက်ကိုဖျက်ပြစ်နိုင်လေ၏ထော်ဒန်နှစ်ချောင်းမှာကြောချက်ပြတ်သွားသဖြင့်ကားကနေဖြစ်သွားကာတဘိုးအောက်ရှိကလဲ့ဘော်တွင်တင်းနေရာမှမြေပေါ်သို့ပြုတ်ကျသွားမှကြောက်နေမှာ လူလဲပြီးထနိုင်တော်၏။ဘာညင်းဤရင်ထဲတွင် တုံနေသည်။ကြောင်နီကိုကြည့်ပြီး မျက်ရည်လည်လာမိသည်။ကြောင်နီမှာမျက်လုံးကြီးပြွထွက်နေပြီးတကိုယ်လုံးမှာတဆက်ဆက်တုံနေသည်။ကြောင်နီကြောင်နီဘာညင်းကငိုတဲ့ဘာကြီးဖြင့်ခေါ်ပြီးကြောင်နီဤခေါင်းကိုပုတ်ပေးလိုက်ရာကြောင်နီကခုကနေတစ်ချက်မြင်ရဲ့နေရွက်ကိုစွဲထောင်လိုက်လေ၏။ ကြောင်နေဤဖြစ်ရပေါ်မှာကတင်းတာတစ်ခုသို့အရောက်တွင် နောက်သို့တောင်စစ်ချိုးပြီးပြန်အကွေ၌သူကအတိုင်ဘက်ကမှအသားကလေးနောက်ဆော်ပေးသည်သူရတွင် အလှဲ့နွားကအလှဲ့နှင်းနေစဉ်တွင်ကြောင်နေကမြ мян ဆုတ်လိုက်သောအခါအားလော်ပြီးနောက်ချီနှချောင်းကထွန်တန်တွင်သို့ဝင်သွားပြီး အလှဲ့နွားဤအားကို မခံနိုင်ပေလဲသွားရာလဲပင်ကတဘောတွင်မှာ ခြေကထွန်းနဲ့အတွင်းမှာဖြစ်သောကြောင့်တစ်ခုလုံးကိုနှိမ်ချိုးထားသလိုဖြစ်သွားရလေသည်အဘဲမြကြောက်နဲ့တုံ့လုံနေသည်ကိုမူငဲတဲ့ပါအောင်အော်နေသောအတန်နှင့်တဆက်ဆက်တုံနေခြင်းများကပေါ်ပြနေကအဘဲမြအခမ်းရခက်ချောင်းကိုမူကပြုကျံဝိုင်းဆက်နေသောမျက်နှာအစုံကတက်သေးခံနေပေ၏တော်ပါသေးရကွာအစင်မတင်လို့သာ နောက်ချိန်နှချောင်းကျိုးသွားရင်တို့တော့အငက်ပဲဟာ ိုစီယိုကကြောက်နီဤခြေထောက်ဖျားကိုစုပ်နေဆက်သက်ကြည်ရင်ပြောရကကဲလူလေးတွားရအောင်ဟိဖို့တဆက်သေးပြောကထုံထုံကိုတဘောတော့ပေါ်တော့ပြောင်းမြန်လှည့်တင်လိုက်လေသည်ဘာညင်ကရေဘူးထမင်းချံပချုပ်ဓမ္မစသည်များကို တောင်းတဲ့သူထဲ့ပြီးထန်းကကိုစေးယူနောက်မှလိုက်လာ၏ဟိုဘက်ရှိလက်ခွက်အတွင်မှမူဒင်းကြီးနှင့်ဝင်းဘိုးမြက်ကြီးများသည့် အယောက်ကြီးများလိုရန်နေကြက ဖွေးဖွေးနှောက်နေသော ဝေသားလီပြိုင်းအုပ်သည်မြေပြင်ကို ပြေးလွှားထိုးစိတ်နေသည်ကိုမြင်ရခြင်းအပြင်ရေသွေးနေကြသိရပေ၏အခန်းတော်ဘာကြီးမှာကြောပြင်ကိုမိဖုံထားသောလှမ်းမြမြနှင့်ထိုးလိုက်သည်နေပူလောင်လာသောနေကိုပင်ဂယုမထာနိုင်ငွေရီကိုများမြေရအောင်လိမ်မီလားဟုလှဲ့ကြည့်၏အရေးကလေးတော်များ မမြင်ရတော့ကြောင့်တက်မကိုရှိုက်ချလိုက်မိသည်ဘဝဆိုသည်မှာရွမ်းပင်ရိပ်၌ငိုမောကရွမ်းပြာဖွဲ့တည်နေခြင်းမဟုတ်ချစ်တစ္ဆာကိုသာမန်တိုင်ထားပြီးချစ်အားတန်နေခြင်းသည်လည်းဘဝမဟုတ်ချစ်ထုံးကိုမနှောက်တာမိပင်ဘဝ၏ရတ္တိနေရေးအတွေ့ပေါ်ပေါက်လာသောမိတို့ကိုငြိမ်ရခြင်းသည်ဘဝဘာကလာဟူ၍မတိသေးတော်လဲလက်တွေကခံစားနေရပေပြီ။ လွားနကောင်နဲ့ကိုစေးယူမှာလဲခွင်းတည်းရှိလဲလန်အတိုင်းလောသွားကြပြီဖြစ်တော်ကြ။ဗညင်းမှာဖြက်လန်းကလက်ရန်အတွင်ညောင်းဤမြောက်ဖက်ရှိပိုတာဆန်းဤလက်ွက်ထဲသို့ဖြက်ဆင်းလိုက်သည်။အိုးအိုးလက်ွက်ထဲမှာတောင်မို့ရှိသော မြေပြောင်ပြောင်ကုန်းကလေးတစ်ခုပေါ်သို့တလိုက်မိသေးနေတဲ့ပြိုင်နဲ့ပြက်ကျဲနေသော သုံးဘက်ချွန်စူးလေစူးများကိုနေမိတော်ကြ။အုံးမိက ပထမနေမိ၍ ဆူဆူသောခြေထောက်ကိုဖွာထားရန်အတွက်နောက်တစ်ဖက်ကိုညေပေါ်သို့ချလိုက်ပြန်၏အလိုအလိုအင်းအကူအပန့်အဖြစ်ရက်တည်ရန်ကြီးမတ်သောခြေထောက်ကိုပါစူးလီစူးမြကပြုတ်သိပ်စူးဝင်ချပြန်သည်ဟဲဒီလောက်စူးကျင်လားစူးဟာဘာညင်းကစူးတွေကိုကုန်းပြီးနှုတ်မနေတော့ပါစူးစူးနေသောခြေဖွားကိုအခြားခြေထောက်တစ်ခုနှင့်ပုတ်တက်ပြက်လက်ခြင်းအပြင် စိုးရွေကိုချွေပြက်ခါညနေဖွာပွတ်တိုက်ပြီးလျှောက်သွားလေ၏လျှောက်သွားသောခြေလန်းတိုင်း၌စူးမစူးသည့်အခါလည်းရှိ၏စူးစူးသည့်အခါလည်းရှိပါ၏စူးစူးလျင်ခြေထောက်ချင်းပွတ်ပြက်လိုက်ကဆက်လက်လျှောက်သွားလေ၏ထို့ကြောင့်ဘဝဆိုသည်မှာလွယ်ခြင်းဆွေးခြင်းကြောင့်သာမဆိုထားနှင့်ကြက်တက်ခတ်မှသောဘဝမုန်တိုင်းတွင်ရိုက်ပုတ်ခြင်းကို ခံရသောအခါမှပင် ငိုဖို့ညှဉ်းညူဖို့မဟုတ်ပေမသိတရားမခံစားရတရားနှင့် ခိုင်ခိုင်ကြီးလျှောက်သွားရခြင်းကသာဘဝမြည်ပေသည်တကားစင်ပြူကျော်အောင်သိဒီနေရာမှာတော့1956ခုနှစ်ဇူလိုင်လထောက်တွေ့တောင်မဂ္ဂဇင်းမှာပါရှိတဲ့တာရစ်ဆရာကြီးစင်ပြူကျော်အောင်သိရေးသားထားတယ်ဘဝကို ဖွင့်ဆိုမှာဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်